မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ရန်ပြက်ကွက်နေမှုကြောင့်မြန်မာစစ်ကောင်ဆောင်များကိုအာဆီယံထိပ်သီးနှင့်ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရန်ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်ဆောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်စည်းဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားအဝင်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံကွမ်လမ်လမ်ပူမြို့တွင်အော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံသားအဝင်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါမြန်မာအရေးဆွေးနွေးချက်ကြေညာစာရန်ကိုထုတ်ပြန်ခဲ့ပြီးယင်းကြေညာချက်တွင်အဓိကအချက်များအနေဖြင့် မြန်မာစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထဲပေါ်တိုးတက်မှုများမလုပ်ဆောင်သေးလျင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစစ်ကောင်ဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပေနိုင်ငံရေးအရကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရပါသည်။ ်ထို့ပြင်အာဆီယံနိုင်ငံသား၏ဝင်ကြီးများစီဝေး၏ကြီးညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံ၏အချက်အလက်ကိုဖြည့်ဆည်းရန်ဘုံတဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားပါသည်မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကိုလျှော့ချရန်နှင့်အရက်သားများနှင့်ရဲဘက်အဆောက်အအုံများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများကိုရပ်တန့်ရန်ယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းမှုများကိုမြင့်တင်ရန်တိုက်တွန်းမှသည်ရွေးကောက်ပွဲများမတိုင်မီအကြမ်းဖက်မှုများရပ်တန့်ခြင်းနှင့်အလုံးပါဝင်သည့်နိုင်ငံ၏စွန့်နှိပ်ပွဲများကျင်းပရမည် ည်ဟုအလေးပေးပြောကြားလိုပါသည်ဟုအာဆီယံနိုင်ငံသားဥက္ကဋ္ဌများ၏ကြေညာချက်တွင်ဖော်ပြထားပါသည်။ မြန်မာစစ်တပ်ကလာမယ့်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုနှင့်လေလံဆောင်ကြည့်ရဲ့အဖွဲ့များကိုဖိတ်ခေါ်မှုနှင့်ပတ်သက်၍ရွေးကောက်ပွဲသည်လွတ်လပ်မျှတငြိမ်းချမ်းပွင့်လင်းမြင်သာပြီးအားလုံးပါဝင်သည့်ယုံကြည်စိတ်ချရသောရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ကြောင်းအာဆီယံကထုတ်ပြန်ကြေညာပါသည်မြန်မာနိုင်ငံအခြေအနေကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာသည့်လူကုန်ကူးမှုမုန်းရစေဝါမောင်းခိုရောင်းဝယ်မှုနေရဆွန့်ခွာမှုစိုက်ပါချင်းချမှုများနှင့်အွန်လိုင်းလိမ်လည်မှုများအပါအဝင်ပြည်ပခါမှပေါ်ပေါက်လာသောနိုင်ငံပြတ်ကျော်ရာဇဝတ်မှုများကိုကန့်တွဲဖြစ် ်ချင်းရင်အားလုံးပူးပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြောင်းသိရပါတယ်။အာဆီယံကမြန်မာနိုင်ငံပြည်သူများငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဒီမိုကရေစီရရှိရေးအတွက်ကူညီရန်ကုလသမဂ္ဂနိုင်ငံတကာတို့နဲ့အတူလက်တွဲဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပြီးအနာဂတ်အစည်းအဝေးများတွင်တိုးတက်မှုကိုပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့မြမရေပုံသဘောတူညီချက်ဖော်ဆောင်မှုတိုးတက်မှုရှိလာဟုမလေးရှားပြောတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာအရေးအာဆီယံဘုတ်သဘောတူညီချက်၅ချက်အကောင့်ထဲပေါ်ဆောင်ရမှာတပြေပြေတိုးတက်မှုတွေရှိလာခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်ဘုတ်သဘောတူညီချက်အရအဖွဲ့ဝင်နိုင်ငံအားလုံးသဘောတူထားတဲ့အတိုင်းအာဆီယံအဖွဲ့ဟာမြန်မာအရေးကိုစုပေါင်းဖြည့်ရှင်းမယ်လို့၎င်းကဆိုပါတယ် မြန်မာနိုင်ငံမှာတိုက်ပွဲတွေရှိနေပေမဲ့ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်လည်းနှိုင်းယှဉ်ကြည့်ရင်တိုက်ပွဲတွေနှေးလာပါတယ်မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့နှစ်တွင်မြန်မာသို့မဟုတ်အာဆီယံအဖွဲ့မှဒုက္ခသည်နှစ်သိန်းရှိပေမဲ့ကျွန်တော်တို့အလားတူပြဿနာတွေမကြုံတွေ့ရတော့ပါဘူးဟုဘလုံးဘက်စီပွားရေးထိပ်သီးဆွေးနွေးပွဲညစာစပွဲမှာသူကဆိုပါတယ် မြန်မာစစ်ကောင်မရှင်ကလူသားချင်းစာနာမှုအကူအညီပေးရမှုကိုခွင့်ပြုကာနိုင်ငံရေးသဘောထားကွဲလွဲမှုကိုအပြေရှားရမယ်လို့အန်ဝါအီဘရာဟင်ကဆက်ပြောပါတယ်။ကျွန်တော်တို့ရဲ့စစ်ဘက်ဇေယုံဟာလူမျိုးစုံကိုကုသပေးရမှာဘာပြက်တနာများမကြုံတွေ့ခဲ့ရပါဘူး။ဒါဟာအထူးအပြောင်းလဲတစ်ခုဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်။လူခွင့်ရေးပြောပါကစိတ်ကျေနပ်စရာမဟုတ်ပေမဲ့တပြေးပြေးတိုးတက်ဖြစ်ထွန်းမှုဖြစ်ကြောင်းမြန်မာသက်ဆိုင်သူတွေနဲ့တိတိဆက်ဆက်မှုဆက်လက်ပြုလုပ်ရမယ်လို့သူကပြောကြားကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကျန်းဖို့ပါတီကရွေးကောက်ပွဲပင်မကျင်းပရသေးပေလွှတ်တော်အမတ်28နေရာမပြိုင်မဲအနိုင်ရရှိအနိုင်ရကျန်းဖို့ပါတီလွှတ်တော်အမတ်များလုံခြုံရေးအထူးဂရုစိုက်ရန်ညွှန်ကြားတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်စစ်တပ်လက်အောက်ခံကျန်းဖို့ပါတီကရွေးကောက်ပွဲပင်မကျင်းပါရသေးတော်လဲလွတ်တော်အမတ်28နေရာကိုမပြိုင်မဲအနိုင်ရရှိသွားပြီဖြစ်ကြောင်းကျန်းခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါရယ်လာမယ့်ရွေးကောက်ပွဲတွင်ကျန်းဖို့ပါတီကအမတ်လောင်းအရေးအတွက်2018ဦးရှောက်လွာတင်သွင်းပြီးအများဆုံးရှင်ပြိုင်ပြရာမဲဆန္ဒနဲ့28ခုတွင်ကျန်းဖို့ပါတီနဲ့ရှင်ပြိုင်ပြီးအမတ်လောင်းမရှိသည့်အတွက်အလိုအလျောက်ကျန်းဖို့ပါတီမှကိုယ်စလင်လောင်းများကအနိုင်ရရှိသွားခြင်းဖြစ်ကြောင်းသိရှိရပါရယ်ရှင်ပြိုင်မဲ့သူမရှိဘဲပြိုင် င်ဖြုတ်ကအနိုင်ရရှိတာစုစုပေါင်း28နေရာရှိပါတယ်ပြည်သူ့လွှတ်တော်73နေရာတိုင်းဒေသကြီးလွှတ်တော်73နေရာနဲ့တိုင်းဒေသရဲရဝန်ကြီး2နေရာကိုအနိုင်ရရှိထားတာပါအဲ့ဒီမဲဆန္ဒနယ်တွေမှာပြည်ခိုင်ဖြုတ်ကကိုယ်စားလှယ်တွေပဲအမတ်လောင်းအဖြစ်စည်ရင်တင်သွင်းထားလို့အလိုအလျောက်အနိုင်ရရှိတာပါအနိုင်ရထားတဲ့အမတ်တွေအလုံးမိမိလုံခြုံရေးတည်ထားဖို့နဲ့နေမြေစိတ်မချရရင်နေပြည်တော်ကိုလာရောက်နေထိုင်ဖို့အတိပေးထားတာလည်းရှိပါတယ်ဟုချန်ခိုင်ရေးပါတီတရင်ရှင်မြက်ကရှင်းပြပါတယ် ကျန်းဖော့ပါတီကအလိုအလျောက်ပြိုင်ပွဲမရှိဘဲအနိုင်ရရှိသွားသောမဲဆန္ဒနေမြေများတွင်ရွှေကူမြို့နယ်မန်စီမြို့နယ်နောင်မုံမြို့နယ်မင်းကင်းမြို့နယ်ကောလင်းမြို့နယ်တမူးမြို့နယ်ဘူးတလီမြို့နယ်မော်လိုက်မြို့နယ်ကဏီမြို့နယ်ဝန်းတုံမြို့နယ်ဆလင်းကြီးမြို့နယ်ရေဦးမြို့နယ်ရေပြူမြို့နယ်လောင်းလုံးမြို့နယ်တည့်ရချောင်းမြို့နယ်ဖဲခုံမြို့နယ်နဲ့မမန်းမြို့နယ်မိုးနေမြို့နယ်နဲ့ကြောင်မဲမြို့နယ်တို့ပါဝင်ကြောင်းသိရပါတယ်စစ်တပ်၏ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်47ကကြီးရမဲဆန္ဒနယ်တစ်ခုတွင်ကိုယ်စားလှယ်လောင်းတဦးတည်းတောင်ရှင်လျ ရင်ရေကဝဲကျင်းပစရာမလိုပဲအစိုးရကိုယ်စားလှယ်လောင်းများကိုပင်အနိုင်ရကိုယ်စားလှယ်ဖြစ်ကျင်းညာမည်ဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်ကဒီဇင်ဘာ28ရက်နေ့ပြုလုပ်မည့်ရေကဝဲတွင်နိုင်ငံရေးပါတီ90ကျော်မှကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်ကြမည်ဖြစ်ပြီး ဂျန်ဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရပါတယ်ဂျန်ဖို့ပါတီကပြည်သူ့လွတ်တော်တွင်အမတ်လောင်း265ဦးအမျိုးသားလွတ်တော်မှာအမတ်လောင်း156ဦးတိုင်းပြည်နယ်လွတ်တော်မှာအမတ်လောင်969ဦးတိုင်းသားလူမျိုးစုလွတ်တော်မှာ28ဦးစုစုပေါင်းအမတ်လောင်1018ဦးပါဝင်ပြီဖြစ်ပါတယ်စစ်တပ်၏အထူးရောက်ရွေးကောက်ပွဲတွင်နိုင်ငံတော်ရှင်ပြိုင်မြေပါတီ6ပါတီနှင့်တိုင်းဒေသကြီးပြည်နယ်တို့ခုတွင်စီယုံမြေနိုင်ငံရေးပါတီ50ခုနှင့်တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရပါတယ် စစ်တပ်၏အထူးရောင်ရွေးကောက်ပွဲတွင်တိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီတဆညာကကိုယ်စားလှယ်လောင်း694ဦးတတ်တက်ခိုင်၏ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကကိုယ်စားလှယ်လောင်း682ဦးရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီကကိုယ်စားလှယ်လောင်း984ဦးကိုကိုကြီးပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း912ဦးတောင်သူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း428ဦးတိုင်းပြည်နယ်များမှရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုယ်စားလှယ်လောင်း690ဦးနဲ့ တတိပုဂ္ဂလ90လောက်95ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်တင်ဒင်းကြောင်းကတော့ပြည်ဦးလွေမှာရွေးကောက်ဝယ်ဆန့်ကျင်ကြောင်းလှုပ်ရှားမှုပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်တဲအခြေဆိုင်မျိုးဖြစ်တဲ့ပြည်ဦးလွေမှာမေမျိုးပင်မှာအထွေထွေတပိတ်အင်အားစုကရွေးကောက်ဝယ်ကိုဆန့်ကျင်ကြောင်းလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ဒေါက်တာဒေစာဆန်ကအတည်ပြုထားပါတယ်။ပြည်ဦးလွေမျိုးရဲ့အထင်ကရနေရာတွေဖြစ်တဲ့မြို့ဝင်ဆိုင်ပုံမြို့လေနိုင်စဉ်ရထားဘူတာယုံညစီတန်းစတဲ့နေရာတွေမှာမဲမပေးနဲ့ထောင်ချောက်ကြီးအတိတ်ပဲရစတာပါ No Boat Just Trust အင်ဂျီဝစင်ထားတဲ့ရဲဘော်တို့ ို့ကလက်သုံးချောင်းထောင်ပြီးလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါပြုလက်ပေါင်းစီတွေတောင်းကျမ်းတာစစ်မှုရန်ကောင်းစင်နဲ့အတင်းအဓမ္မပန်းစည်းငွေညစ်တာတွေကိုစက်တိုက်ကြုံတွေ့ရင်ဆိုင်နေရတဲ့ပြည်သူများမှာဖက်စစ်စစ်တမ်းနဲ့အာဏာသိမ်းစေအုပ်စုပေါ်နာကြီးစိတ်စန့်ကျင်စိတ်တွေရင်းနေအပြေပါဒါအပြင်အခုစေအုပ်စုကလုံးမဲ့အတူရောင်ရွှေကောက်ပွဲလုပ်ပွဲကိုလည်းခါးသီးစွာစန့်ကျင်ကြရုံမုံကြပါတယ်လို့ဒေါက်တာဒေစာဆန်းကဆိုပါတယ် ပြည်သူဒေါ်လာရေးမှာပြည်သူတွေကသာအဓိကဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းငုံမခံပဲတုံ့ပြန်ဖို့ဒေါက်တာတေဇာစံကတိုက်တွန်းထားကြောင်းသိရှိရပါတယ်။